ခြိုက်ကိုကစားတဲ့ကစားတဲ့သူတွေဆိုသိတယ်ဒါတွေကပွန်းလေးတွေထိုးကျွေးတာเนาะနောက်မှာအာအများကြီးရှိတယ်နောက်မှာအများကြီးရှိတယ်လက်မဲတွေရှိတယ်ပေါ့နော်သူ kiss ကားလည်းပြောတယ်လက်မဲရှိဆိုနိုင်ငံရေးဆိုတာကဒါဒီပဲဒါကြောင့်မလို့ဆရာကအမြဲတမ်းနှုတ်ခွက်တော်ဘာပြောလဲဆိုရင်ဖရာရဲ့နှုတ်ခွက်တော်တဲ့ကြောင့်ဒီအသက်ရှင်ဖို့လိုတယ်အာမင်ဖရာရဲ့နှုတ်ခွက်တော်မရရင်မရှိသေးခံသွားမယ်နောက်တစ်ယောက်ဆရာအမြဲတမ်းပြောတယ်ပြောတဲ့နှုတ်ခွက်တော်ရှိတယ်အဲ့ဒါဘာလဲဆိုဆရာပြပြောပြမယ်เนาะเนาะဆရာတို့ကိုဖရာယေရှုပြောတဲ့စကားเนาะ ဒါကြောင့်မလို့ကိုကဘာလုပ်လဲဆိုကိုသိဖို့လိုတယ်ဘာလုပ်လဲအဲရအရေးကြီးတယ်နော်ယေရှုပြောတဲ့စကားယေရှုဆိုတာတို့ရဲ့အရှင်တခင်ကယ်တင်ရှင်ဘုရားသခင်ဖြစ်တယ်ဟုတ်တယ်နော်အဲ့တော့ဘုရားပြောတဲ့စကားအဲ့တော့ဘုရားပြောတဲ့စကားကိုကိုကကြားရုံမဲမရဘူးအသက်ဖြစ်ဖို့လိုတယ်ဒါကြောင့်ဆရာတို့အများအားပြောတယ်နှုတ်ပတ်တော်ကကြားရုံမဟုတ်ဘူးနှုတ်ပတ်တော်အထဲမှာဘာဖြစ်လဲယုံကြည်ခြင်းကိုဖြစ်စေပြီးတော့အသက်ရဖို့လိုတယ် နော်မဟုတ်ရင်ကျွန်တော်ခံသွားရမယ်ဆိုတော့ဒီမှာယောဟန်၁၈မှာအမြဲပြောတယ်ဆရာတို့ဒီနှုတ်ကတော်လေးအမြဲပြောဒီနေ့လည်းဒါလေးကိုနည်းနည်းပြန်ကောက်ပေးမယ်နော်ဆိုတော့ကမ္ဘာလောကကြီးကအမျိုးမျိုးဖြစ်တာလေအခုလည်းအမျိုးမျိုးဖြစ်တာပဲဖြစ်အောင်ပါပဲနောင်လဲဘာလို့ဆိုတော့ तू က तू ကပြတ်သွင်းရင်ရောက်လာပြီလေအဆုံးမရောက်လာပြီဆိုရင်အမျိုးမျိုးလာမှာပဲဒါလေးကတနည်းအားဖြင့်ပြောရင်ဘာလို့တော်လဲဆိုဆရာရဲ့အမြင်အပြည့်ဝိညာဉ်အမြင်ပေါ့နော်ဝိညာဉ်မြင်နဲ့မြင်လိုက်တဲ့အခါမှာဘုရားသခင်ကဘေးတိုင်းကာလကို ဘေးဒဏ်ရကာလကိုကြိုတင်ပြီးတော့ပြည်ထောင်ဟိုပြောမယ်ဆိုရင်လေဆံမြင်တာပြောပြမယ်နော်ဆိုတော့ sorry ကျွန်တော်မြင်တာပြောပြမယ်ကျွန်တော်မြင်ဘယ်လိုကျွန်တော်ဘယ်လိုမြင်လဲဆိုဘေးဒဏ်ရကာလကိုလူတွေကမသိဘူးဘေးဒဏ်ရကာလဘေးဒဏ်ရကာလဆိုဟိုစံစာတွေမှာဖတ်ဘူးတာပဲသိတယ်သူများပြောတာပဲသိတယ်ဘယ်လိုကာလလဲဆိုတော့တေချာမရောက်သေးတော့မခံစားဘူးသေးဘူးအဲ့တော့အဲ့ဘေးဒဏ်ရကာလကိုကြိုတင်ပြင်ဆင်ဖို့ကြိုတင်မြင်စေဖို့တွေ့ဖျားသခင်ကကျွန်တော်ဘယ်လိုဖွင့်ပြလဲဆိုကျွန်တော်ကဒါကိုဘယ်လိုမြင်လဲဆိုတော့ဒါဘေးဒဏ်ရကာလမှာ ရောက်လာမဲ့အိုးဆိုးလာမဲ့သူတွေအရာကိုဘုရားသခင်ရုပ်ရှင်ပြသလိုပဲကျွန်တော်ဖွင့်ပြလိုက်တာဟုတ်ပြီနော်ဒါ intro ပေါ့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒါကဟိုရုပ်ရှင်လို့ပြော trailer လေးပေါ့နော်အမည်အမည်လေးပေးလိုက်တာနော်ဒီကာလအတွက်မဟုတ်ဘူးလာမဲ့ဘေးတိုင်းကာလအတွက်ဘေးတိုင်းကာလဆိုဘယ်ဘယ်နဲ့ဘယ်နဲ့လဲဘယ်နဲ့ကြအောင်ပါလဲကြပြောဘေးတိုင်းကာလဆိုဘယ်နဲ့ကြအောင်ဘယ်သူမှမသိဘူးဒီနေ့ရုပ်သိမ်းပြီးတာနဲ့ပြပြချင်းတာချီဆောင်ချင်းပြီးတာနဲ့ရုပ်ဘေးတိုင်းကာလတန်းဝင်တာ ချီဆောင်ရင်းပြီးပေးတဲ့အင်္ဂလာဝင်ဟုတ်ပြီနော်ဆိုတော့အချိန်မရေးဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ဒါကိုဘုရားကနော်ကျွန်တော်တို့ရုပ်ရှင်လို့ပြောရင်တော့ဘာပြောလဲအမြင်လေးကျွေးတာပေါ့နော်အဲအမြင်လေးကျွေးတာအခုကျွန်တော်တို့ဘုရားကဒါဖွင့်ပြလိုက်တာဆိုတော့ဒါဆိုရင်ဘေးတိုင်းကာလမှာဘယ်သူတွေအုပ်ဆိုးမလဲဒါလာမှာလာမှာဘေးတိုင်းကာလဆိုရင်တင့်ကိုတတ်မဲ့သူတွေဖြတ်မဲ့သူတွေလာမှာနော်တင်နဲ့မတူညီတော့ယုံကြည်ခြင်းမတူတတ် နော်ယုံကြည်ခြင်းမတူရင်တတ်ယုံကြည်ခြင်းမတူရင်တတ်အကုန်တတ်မှာဒါတော့သိခက်ခဲသွားမယ်ဒါတော့နာမည်ဟုတ်ကဘာကာလလဲကြီးစိုးတော့ကာလလို့မပြောဘူးဘေးဒံကြီးကာလတဲ့ဘေးဒံဆိုတာတော့ကျောင်းဗမာပြည်သားတွေမြန်မာစာဗမာစကားကိုနားလည်သူတွေအလုံးသဘောပေါက်တယ်နော်ဘေးဒံဆိုမကောင်းဟုတ်တယ်နော်ဒါဘေးဒံဆိုတော့ကောင်းတဲ့အရာမဟုတ်ဘူးကောင်းတဲ့ကာလမဟုတ်ဘေးဒံကြီးကာလဆိုတာဒါအမတမ်းမအစိုးဆုံးရောက်သွားပြီနော်တက်ပြတ်ချင်းတွေ လားရစ်စက်ရုံမာခြင်းတွေနော်ခိုးဆိုးခိုးဆိုးတာတွေအမျိုးမျိုးအခုတော့နေတိုင်း online ကနေကျွန်တော်ပတ်စံတွေကိုခိုးနေတာကျွန်တော်ပတ်စံတွေလည်းခိုးနေတာအမျိုးမျိုးဟိုဖေဖေဖေကနေခိုးလိုက်ဟိုဘာလဲ Apple Pay ကနေခိုးလိုက်လားတကြက်ရရ၃ကြက်ရရ၅ကြက်ရရ၆ကြက်ရဟို US ဒေါ်လာနဲ့ပြောတာ5ဒေါ်လာရရ3ဒေါ်လာရရ4ဒေါ်လာရရနေတိုင်းခိုးနေတာဘာလို့ကျွန်တော်တို့ online shopping လုပ်တာအောင် online shopping လုပ်ရင်ခိုးတာပဲမလုပ်လို့လည်းမရအောင် မလုပ်လို့လည်းမရဘူးကိုလိုချင်တဲ့ပစ္စည်းက online မှာရှိနေအောင်အဲဒါကြောင့်သူကဒီအခွက်ကိုထွင်ထားပြီးသား online shopping ကိုထွင်တဲ့လူကနောက်ဆက်တွဲအရာတွေကိုမလုပ်လို့ရတယ်ဆိုတော့သူကနောက်မှာဖွင့်ထားပြီးသားဒါပေမဲ့ကိုရီးယားပစ္စည်းလိုချင်တာပဲသိတာ online shopping လုပ်တဲ့ကျွန်တော်တို့ကပစ္စည်းလိုချင်တာပဲသိတာအဲမင်းမသွားရအောင်ကလင်းစီလေးရလဲပေါ်တယ်ကလင်းထပ်ဆို clock လေးနေလဲအေးကိုရဲ့ information အားလုံးယူသွားပြီပေးရတာပဲမပေးမနဲ့ဘယ်လိုပေးမလဲဟုတ်တယ်မလားပတ်စံပေးရတာလေအလကားရတာမို့အဲ့တော့ တ်စံပေးဖို့အတွက်ဟုတ်တယ်စီဘိုးမကုန်ဘူးမပင်မမှုအရင်ကနေခလုတ်လေးနေတော့လဲဝယ်လို့ရတယ်အင်းရှိကိုတန်းရောက်တာတော့မှန်တယ်အဲ့ဒါကိုလူတွေကကြိုက်တယ်ဒါပေမဲ့နောက်ကွယ်မှာကိုမသိတဲ့ရိုင်းခိုးရတာအများကြီးပဲဟုတ်ပြီနော်ဒီနေ့ခိုးနေတာအများကြီးပဲအဲ့တော့ပတ်စံခိုးတယ်အချိန်ခိုးတယ်အကုန်ခိုးတယ်ဗျာနော်ဘာလို့ခရင်ဆိုးတဲ့ကာလဒါဒါဘေးတိုင်းကာလမရောက်သေးဘူးအခုကျေးဇူးတော်ကာလမကုန်သေးဘူးခိုးနေတာအများကြီးပဲဟုတ်တယ်မလားဇာဆက် ျွန်တော်အများအားပြောပြတယ်ခိုးနေတင်းရဲ့အချိန်ခိုးသွားပြီเนาะတင်းရဲ့ကျမ်းမာခြင်းတွေခိုးယူသွားပြီဒီဖုန်းတွေသုံးတယ်အင်တာနက်သုံးတယ်အဲ့သုံးနေတဲ့တင်းရဲ့ကျမ်းမာခြင်းတွေဆုတ်ယုတ်လာတာ မသုံးလို့လည်းမရဘူးဟုတ်တယ်မလား information အားလုံးအပေါ်မှာပဲရှိတယ် online ကနေရှားတာ AI ကနေရှားနေကြတချို့တွေ AI ကိုသုံးတဲ့အတွက် AI ကကျွန်တော်တို့တွေခိုးယူသွားပြီဟုတ်တယ်မလားအများကြီးပဲဆိုတော့ကောင်းတာရှိလို့ဆိုးတာရှိဒီလိုပဲသွားတာဒါကြောင့်မလို့ကျွန်တော်တို့ကိုဖခင်ကဘာပြောလဲဆိုတော့မင်းတို့တတိနဲ့အသက်ရှင်ဖို့လိုတယ် တမတတိနဲ့နော်တမတတိနဲ့စောင့်နေပါတဲ့ဘာဖြစ်လို့လဲဆိုတော့ကျေးဇူးတော်ကာလာကုံတော့မယ်နော်တမတတိနဲ့သွားရမယ်ဒီနေ့အဲ့တော့တမတတိဆိုတာကတမတရားကိုမရရင်တမတတိမရှိဘူးမတမာတဲ့တတိပဲရှိတယ်ဟုတ်တယ်မလားတမာမရှိရင်မတမာပဲလေနှစ်ခုပဲရှိတယ်အပြူရှိရင်အမဲရှိတယ်အပူရှိရင်အေးရှိတယ်တမာတာရှိရင်ရှင်တင်တယ်မှာတမာတာမရှိရင်မတမာတာပဲရှိတယ်ရိုးရိုးလေးပဲကျွန်တော်ပြောတဲ့စကားဟုတ်ခဲ့ဒီစကားပဲတင်တယ်မှာခရစ်တော်ဝိညာဉ်ရှိလားမရှိရင်စာတန်ဝိညာဉ်ပဲ ကျွန်တော်ကျန်းစာကြောင်းဆင်းပြီးပါပြီတို့တနေ့ကိုကျန်းစာတနေ့ကိုကျန်းစာအချိန်မနဲ့ဗာလဲမနှောက်ပြီးပါပြီတို့ကပောက်ကျန်းနေပြားလေးကျန်းဒီဘယ်လိုနားလဲပါအဲ့ဒါတွေမပြောနဲ့အဲ့ဒါညံမသွားဘူးဒီနေ့အသက်ရှင်တဲ့ဝိညာဉ်လောကဝိညာဉ်နယ်ပယ်မှာကဘာနဲ့သွားလဲအသက်နဲ့သွားတဲ့ခါမှာဝိညာဉ်နဲ့သွားတာဖြစ်တယ်အဲ့တော့ဘယ်သူဝိညာဉ်နဲ့အသက်ရှင်လဲဒါကျွန်တော်အများကြီးပြောနေစကားပဲကျွန်တော်တယောက်ပဲအော်နေတာတင်ဒီနေ့ဖခင်เจ้าနဲ့ရောက်တာလားတင်တယ်ကိုဖခင်ရောက်တာလား ဟမ်သင်ကဘာသာဝင်တာလားဖယားဝင်တာလားအဲ့ဒါဒီစကားကျွန်တော်ပြောတဲ့စကားပဲဟုတ်လားဖယားဝင်တယ်ဆိုတော့ဖယားအသက်ဝိညာဉ်နဲ့အသက်ရှင်တဲ့သူဖယားဝင်တယ်လို့ခေါ်တယ်ဘာသာရေးဆိုဘာသာရေးသမားကဘာသာဝင်တဲ့လူကဖယားအသက်ဝိညာဉ်မရှိမရှိဘူးသိလဲမသိဘူးโอเคအဲ့နှစ်ခုပဲရှိလောကမှာအဖြူရှိတယ်အမဲရှိတယ်အလင်းရှိတယ်အမောင်ရှိတယ်ဟုတ်ပြီနော်အဲ့တော့တမာရှိတယ်မတမာရှိတယ်ဒီနေ့တမာတတိနဲ့အသက်ရှင်နေရလားမတမာတတိနဲ့အသက်ရှင်နေရ ဲ့တော့တမာဆိုတဲ့ဝိညာဉ်ရှိတဲ့လူကတမာသတိနဲ့တက်ရှင်တယ်မတမာဆိုတဲ့မရှိတမာတမာဝိညာဉ်မရှိလို့မတမာပဲဒါပဲအတင်းတို့ဒီဤလောကကြီးစားဖြစ်တယ်ဤလောကကြီးလင်းဖြစ်တယ်သင်ဟာလင်းဖြစ်လားအလင်းမဖြစ်ဘာပြောလဲမသက်ခွနဲ့မှာသင်ဟာအလွန်မောင်မိုက်တယ်အလွန်မိုက်တယ်တွေ့လားနှစ်ခုပဲရှိလင်းရင်လင်းမလင်းမောင်ပဲအမိုက်ပဲဒါကြောင့်ကိုကဒီချိန်မှာအရန်ရေးကြည့်တယ်ဆိုတော့အခု ်အမေရိကန်မှာကြေရထတယ်ကျွန်တော်လည်းမေးတာတွေအများကြီးပဲအားရှင်ဘယ်စရာတော့ဘလို့မြင်လဲဘလို့မြင်လဲဘယ်ဝမြင်လဲပြောပြပါဘောကျွန်တော်တို့ share ပေးပါဦးဆိုတဲ့လူတွေလည်းအများကြီးပဲအခုဒါကကျွန်တော်ပြောပြပြီကျွန်တော်ပြောပြပြီဒါ intro ပဲဘာလို့ intro လုပ်လိုက်တာလဲဆိုတော့မိတ်ဆက်လိုက်တာပေါ့ introduce ဆိုတော့ကျွန်တော်တို့မိတ်ဆက်တာပေါ့နော်ကဘာကြီးကိုမိတ်ဆက်လိုက်တာအဲတနည်းအားမိတ်ဆက်လိုက်တာဘေးတိုင်းကာလမှာမွတ်စလင်တွေအုပ်စိုးလာမယ်ဟဟဟိုအများကြီးပဲ 那这车这车欧速拉没压力，不别拉了，那座位别拉了，好点了？哎呀，本来应该那个国美打美路的，呃，把打美、亚美、华里、尼亚打拉嘛，懂不？所以，我刚才我妈没提吧，我大概只能来不了，只能我们自己冒。Okay, I did it. I bought the Hyundai. နယူးယောက်နယူးယောက်စတိတ်မှာနယူးယောက်စတိတ်မှာလူ၈သန်းလောက်နေတာနယူးယောက်စတိတ်မှာ8မီလီယံလောက်နေတာတကယ်တော့ဒီမွတ်စလင်ကောင်လေးကိုဒီမေယာမဲမဲပေးလိုက်တာ2မီလီယံလောက်ပဲရှိတယ်ကျန်တဲ့6မီလီယံကငင်ငင်လေးနေတာโอเคအဲ့ဒါကောင်မလေးအတင်းမီဒီယာတွေက ဖွားပြီးတော့မသိမဲ့အမေရိကန်တိုင်းပြည်ကပဲအခုပဲပြတ်တော့မလို့ပါ no 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 အမေရိကန်တိုင်းပြည်ပြတ်မဲ့အချိန်မလာသေးဘူးအဲ့ဒါယုံထားလိုက်ဘာဖြစ်လို့ကျွန်တော်ပြောလဲဆိုတော့အမေရိကန်တိုင်းပြည်ကဘယ်သူလက်ထက်မှာရှိတယ်ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်အဖေလက်ထက်မှာရှိတာမြန်မာတိုင်းပြည်လည်းကျွန်တော်အဖေလက်ထက်မှာနော်ကဘာကြီးကကျွန်တော်အဖေလက်ထက်မှာကျွန်တော်ဖေရောသိလားကျွန်တော်အဖေတယောက်ပဲရှိအခုဒီချိန်မှာကျွန်တော်ဒီ DNA ချိန်သွားပြီကျော်မနေ့ကပဲညီကိုတွေသင်ပေးတယ်ကျွန်တော် DNA ချိန်သွားပြီကျွန်တော်အဖေကယေရှုခရစ်တော်ဖြစ်တယ် ်ချင်းသွားပြီနော်ကျွန်တော်မျိုးရိုးချင်းသွားပြီကျွန်တော်ဖျားမျိုးဖြစ်သွားပြီဒီရင်ချင်းသွားပြီအဲ့တော့ဒီကဘာလောကကြီးကဒီကဘာလုံးကြီးကတော့သူဘယ်နိုင်ငံပြောပြောအဲ့ကဘာလုံးကြီးကဘယ်သူလက်ထက်မှာရှိတော့ကျွန်တော်အဖေလက်ထက်မှာရှိတယ်โอเคသင်ယုံလားကျွန်တော်ယုံတယ်ကျွန်တော်သိတယ်နော်အဖေလက်ထက်မှာရှိကျွန်တော်ဘာမှမကြုံလို့ဘာလို့ဆိုကျွန်တော်ဘယ်သူလက်ထက်မှာနေလဲဆိုတာကျွန်တော်သိတယ်ကျွန်တော်အဖေလက်ထက်မှာနေတာအဖေနိုင်ငံထဲမှာနေတာဒါကြောင့်အဖေနိုင်ငံကိုရှာလို့ပြောနေတာ อืมလောကနိုင်ငံသွားမလို့လေကဲကြည့်အောင်နောက်ဘက်တော့လေးကြည့်အောင်စော်ခုလာမှာပဲကမာကြီးအရေးလဲလာမှာလာမှာလာမှာဒါတည်းအင်ထရိုလုပ်နေတာအင်ထရိုတော့အင်ထရိုတော့ကျွန်တော်တို့ပစ္စည်းတစ်ခုကြော်ညာဟုတ်လားမလားကဲဆိုကြပါစို့အာဥပမာကဲကျွန်တော်တို့အာโอเคတန်ဒီမှာဆိုကြပါစို့ဒီမှာဒီလေးအာကျွန်တော်စပရော့ကနေဝယ်ထားတယ်ဘာခေါ်လဲအချာစီစာဒါဒါဒါဟိုပါပေါ့ပြောမယ်ဆိုရင်တော့ဟိုပါလေးတည်း ဟာလေဆက်စမီစီပုံမျိုးပဲเนาะအဲ့တော့ဒီ product ကိုတခုကိုဒါကထုတ်တော့မယ်ဆိုဘာလို့လဲအရင်ဆုံးသူတို့ intro လုပ်တယ်ဟုတ်တယ်မလားအဲ media ကနေအမကြာခင်ကျွန်တော်တို့ဒီကုမ္ပဏီစီလာတော့မယ်ဒီကုမ္ပဏီဘာလို့ပါတယ်ဟာလာဘာဘာအမြင့်တွေတစ်ဖို့တစ်ဖို့တစ်ဖို့တစ်မြင့်တွေနဲ့လှုပ်ထားတာဘယ်လိုလူကိုဘယ်လိုဘယ်လိုကျမ်းမာရေးကိုကောင်းစေပါတယ်ဘာညာ quick quick ပေါ့ဗျာဒါကျွန်တော်မြဲတွေ့ပါကြောညာလာအဲမတော့ဘာလို့ဒါ promo လုပ်မကြာခင်ကမိတ်ဆန်မကြာခင်တော့ဒီဈေးကွက်လောကတွေကိုတော့ဝင်လာတော့မှာ အဲဒီလိုပဲအခုဒီလိုပဲညွယောက်မေယာကိုတင်လိုက်တယ်ဆိုတော့မွတ်စလင်တင်လိုက်ဆိုတော့ဒါဘေးတိုင်းကာလမကြိုင်လာတော့မှသူကမလုပ်တာလေဝင်လာတော့မယ်အုပ်ဆိုးတော့မယ်ဆိုတာကိုသူကဒါအင်တိုလုံးနေအင်တိုဂျူးစ်လုံးနေဒါကြောင့်တမာတတိရှိလို့ကျွန်တော်ပြောနေတာအဲ့တော့တမာတတိရှိဖို့ကတမာတရားရဖို့လိုတယ် right အေးတမာတရားရတဲ့လူကရှင်းတယ် okay နောက်ကတော့သွားရအောင်ကျွန်တော်မြေပြောတဲ့ဟာလည်းပြန်ကောက်မယ်ယေရှုကတဲ့ကဲကျွန်တော်အဖေပြောပြီနော်အဖေပြောတဲ့စကားကျွန်တော်အဖေပြောတဲ့စကားပဲနားတော်တယ်ကျွန်တော်စိတ်စိတ်ဝင်စားအောင် โอเคအဖေကဘာပြောလဲငါဤနိုင်ငံဒီဤလောကနဲ့မဆက်ဆိုင်တလုံးနဲ့ပွဲသိမ်းတယ်ဘသူရဲ့နိုင်ငံလဲငါဤနိုင်ငံလဲအဖေကအမေရိကန်နိုင်ငံဘသူနိုင်ငံလဲကြပြောကြည့်ပါဦးအမေရိကန်နိုင်ငံဘသူနိုင်ငံလဲရှင်းရှင်းလေးပဲလေစကားထဲမှာပဲအဖြေရှိတာပဲအမေရိကန်နိုင်ငံပါဆိုအမေရိကန်ရဲ့နိုင်ငံပေါ့မြန်မာနိုင်ငံဆိုဘသူနိုင်ငံလဲ အာမြန်မာနိုင်ငံဆိုတာတိုင်းရင်းသားပေါင်းစုံဖွဲ့စည်းထားတဲ့ပိုင်ဆိုင်တဲ့ဂိုင်းပြည်ဖြစ်တဲ့အဲချင်းတိုင်းပြည်လို့သွားလို့လို့မရအောင်သူလက်မခံအောင်ဟုတ်လားမြန်မာတိုင်းပြည်လို့လို့သွားမြန်မာလို့ပြောတဲ့ခါမှာအဲမြန်မာတဲမှာတိုင်းရင်းသား153မျိုးဖွဲ့စည်းထားတာအဲဒါဒီလိုရှိတယ်ဆိုတော့ဒါကြောင့်မြန်မာတိုင်းပြည်လို့ခေါ်တယ်အမေရိကန်တိုင်းပြည်ဆိုတော့အမေရိကန်ရဲ့နိုင်ငံမြန်မာတိုင်းပြည်ဆိုတော့မြန်မာရဲ့နိုင်ငံထိုင်းနိုင်ငံဆိုတော့ထိုင်းနိုင်ငံရဲ့နိုင်ငံ ဂျပန်ဆိုတာဂျပန်နေရတိုင်ငံတရုတ်ဆိုတာတရုတ်နေနိုင်ငံဒါရှင်းချင်းလေးပဲစကားတွေမှလည်းဖြစ်ပါတယ်အမေရိကန်နိုင်ငံဆိုအမေရိကန်နေရနိုင်ငံအင်္ဂလိပ်နိုင်ငံဆိုအင်္ဂလိပ်နေရနိုင်ငံ right ဒါပေမဲ့အခုပြောနေအဖေပြောတာဘာပြောလဲရောမ်16အငယ်36မှာအဖေကဘာပြောလဲယေရှုကတဲ့အဖေအဖေနာမည်ကယေရှုဟုတ်ပြီနော်တင်းအဖေကပြောလဲအဖေနာမည်ပြောင်းတော့အဖေနာမည်ပြောင်းအခုကနှုတ်ကကျွန်တော်နှုတ်ကသီးစားနေပြီချားပါပြီစားတာနှစ်ပေါင်း18နှစ်ရှိပြီ ကျွန်တော်အဖေပြောင်းသွားပြီကျွန်တော်ဒီရနေ့ချင်းသွားပြီဟာလေလုယာအာမင်အဖေကပြောလဲငါဤနိုင်ငံသည်တဲ့ဩအမေရိကန်နိုင်ငံသည်ပါလားဟမ်ဗမာနိုင်ငံပါလားဂျပန်နိုင်ငံပါလားမပြောဘူးအဲ့လိုမပြောဘူးတမချန်းဆောင်သေးချာဖတ်တလုံးစီဖတ်ငါဤနိုင်ငံသည်ဤလောကနှင်းမဆန်းဆိုင်အဲ့ဒါကိုကျွန်တော်ပြောနေတာအဲ့ဒါကိုရောက်အောင်သွား ီမလာမှာမွတ်စလင်လက်လာမယ်နောက်ပြီးဘာပဲလဲဘာသာမဲ့လက်လာအောင်ပါနောက်ပြီးတော့မှဘာပဲလဲကွန်မြူနစ်လက်လာအောင်ပါအဲလာမလာမှာအခုလုံနေတာကဘာယူဒီဒီမိုကရေစီပဲလာမလုံနဲ့သူတို့ကဆိုရှယ်လစ်ဟာလားဆိုရှယ်လစ်ကအခုဒီဒီဒီဘာဘာလဲညူယောက်မေယာဆိုရှယ်လစ်တဲ့အမဲသူလာတာဟုတ်ပြီနော်အခုလာအောင်ပါမှာတူကြီးရလဲဘာလဲကွန်မြူနစ်အဲသူလဲသူလဲအုပ်စိုးကဘာယူကွန်မြူနစ်အုပ်စိုးသူလာမှာလာမလာမှာသူတို့ကဒါသူတို့နိုင်ငံလေသူတို့အုပ်စိုးမှာဟုတ်တယ်ဒါပေမဲ့ကိုက ဘယ်နိုင်ငံထဲမှာနေဖို့နေတတ်ဖို့လို့လဲဆိုအရေးကြီးတယ်အဖေကတော့ပြောပြီးပြီငါ့ဤနိုင်ငံဒီတဲ့ဒီလောကနိုင်ငံနေနဲ့လုံးဝမဆက်ဆိုင်ပါဘူးတဲ့ငါသားသမီးတွေတဲ့မင်းတို့သဘောပေါက်လားတဲ့အတိတ်ပဲအင်းအဲ့တော့အဖေနိုင်ငံထဲမှာမရှိရသူလည်းဂရုထားတယ်အိုက်ဒီရထဲမှာရှောက်ပါတယ်အဲ့တော့ပိုဆိုးတာခရီးရနေဟာတော့သူဘာတက်တဲ့ကျွန်တော်စိတ်ဝင်စားဘူး ကျွန်တော်လွန်ခဲ့တဲ့18ရက်တည်းကအမေရိကန်နိုင်ငံထဲမှာမနေတော့ဘူးအဖေနိုင်ငံထဲမှာနေတာဟာလေလုယာဒါတော့ကျွန်တော်မြဲပြောနေတာအဖေနိုင်ငံထဲမှာနေတာအဖေကျွေးရဆရာအဖေပေးတဲ့တဲ့နဲ့သက်ရှင်တာအဖေရဲ့လုံခြုံခြင်းနဲ့သွားနေတာအမေရိကန်လုံခြုံခြင်းနဲ့သွားတာမဟုတ်ဘူးအမေရိကန်မလုံခြုံဘူးအမေရိကန်နိုင်ငံမလုံခြုံတာတွေ့တယ်မလားတမရတော့တနန်းနဲ့ပြစ်တာอืมဖျားခွက်ကဘယ်လိုမသေးတာမမကွဲကကိုင်းနဲ့ကောင်ကြီးကောင်းလေးကြတော့တည်သွားပြီချာလီကော့တည်သွားပြီတနန်းနဲ့ပြစ်တာမလုံခြုံဘူး သွားသူ fighter jet တွေနဲ့ပဲသွားသွား바 jet တွေနဲ့သွားသွား okay ဘလောက်လုံးဂျုံနေပဲပြောပြောတကယ်တော့မလုံးဂျုံဘူး okay လုံးဂျုံကြီးကဖျားလက်ထဲမှာဒီဘေးကနေဒီ air force 1ကိုဒီ fighter jet တွေလိုက်လို့လုံးဂျုံနေတာမဟုတ်ဘူး american ဒီ american ဒီဖျားရဲ့လက်ထဲမှာရှိနေသေးသေးဖျားကွယ်ကထားလို့ဟေးဒီ fighter jet တွေနဲ့ကဘာပတ်ပြီးသွားနေလို့လုံးဂျုံတာမဟုတ်ဘူးအာလုံးဂျုံကြီးအဖေ့လက်ထဲမှာပဲ အာမင်ဒါကြောင့်လို့ကျွန်တော်ဒါကိုပြောနေတာအဖေကဘာပြောလဲငါ့ရဲ့နိုင်ငံဒီဤလောကနဲ့မဆက်ဆိုင်ဘူးတဲ့ငါသားသမီးတွေအဲကောဘယ်နိုင်ငံထဲမှာနေရမလဲဆိုတော့အရေးကြီးတယ် We follow the Australian mango season from up in the top end all the way across into နှခါလောင်ပြောတယ်နော်အဖေကငါ့ရဲ့နိုင်ငံဒီဤလောကနဲ့ဆက်ဆိုင်နေတဲ့ငါဒီယူရလူတို့လက်တော့မရောက်စေခြင်းက ်ငါ့ဤလူတို့ဒီတိုက်လန်ကြလိမ့်မယ်အဲဘာကိုပြောနေရလဲယူရလို့ဆိုသူ့ကားစင်တင်တဲ့သူတွေอืมယူရလူတို့လက်တယ်ဗာဖြစ်လဲอืมဤလောကနဲ့ဆက်ဆက်ဆိုင်နေတဲ့ငါဒီယူရလူလက်တို့မရောက်စေခြင်းကငါ့ဤလူတို့ဒီတိုက်လန်ကြလိမ့်မယ်မဟုတ်ဘူးဖရာသခင်တမင်တကာကိုဘာလို့လာလဲအဲ့လက်ကိုအလိုက်တာယခုမူကားတဲ့ငါ့ဤနိုင်ငံဒီဤဒေတာဤရနဲ့မဆက်ဆိုင်အောင်မိန်တော်မူတယ် โอเคအာမင်ဒါကြောင့်ကိုဗေနိုင်ငံထဲမှာနေတယ်ဆိုတာအရေးကြီးတယ်โอเค